ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းယထာလက်မှတ်တွေကို9ရက်အလိုကနေစပြီးကြိုတင်ပို့ခင်ပြုလုပ်နိုင်ပြီ။မြည်သည့် online payment နဲ့မဆို MMQR ကုန်းနဲ့ငွေပေးချေနိုင်တယ်လို့သိရပါတယ်။ရန်ကုန်နေပြည်တော်မန္တလေးလမ်းပိုင်းအတွင်ပြေးဆွင်လျက်ရှိတဲ့အမှတ်9အစံ8အစုံအမှတ်31အစံ32အစုံ DEMU ယထာရီနဲ့အမှတ်29အစံ28အစုံ RB ယထာရီနဲ့စီးနင်းလိုက်ပါလို့တဲ့ခေးသွားပြည်သူတွေနေနဲ့မိမိတို့စီးနင်းလိုက်ပါလို့တဲ့ခေးစဉ်တွေအလိုက်ယထာလက်မှတ်တွေကိုအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေးအတွက် မိမိစတင်ခရီးသွားရောက်လို့တဲ့ခရီးသွားမဲ့နေရက်မတိုင်မီ9ရက်အလိုကစပြီးကြိုတင်မှတ်ပုံတင်ခြင်းဖို့ကင်ပြုလုပ်နိုင်တယ်လို့သိရပါတယ်။ခရီးသွားမဲ့သူကသက်ဆိုင်ရာတယ်လီဖုန်းအမှတ်ကိုဖုန်းဆက်သွင်းရရှိတဲ့အခါဖုန်းလက်ခံတဲ့မိရထားဝန်ထံကခရီးသွားမဲ့သူရဲ့အမည်နိုင်ငံသားစီစီရေးကအမှတ်ယထာစင်းနဲ့လိုက်ပါလို့တဲ့နေရက်ခရီးစဉ်ယထာအမှတ်နဲ့တွဲအတန်းအစားစတဲ့အချက်လက်တွေကိုမြင်းမြန်းပြီးမှတ်တမ်းတင်ထားရှိမယ်လို့သိရပါတယ်။အဲ့နောက်ခီးသွားမဲ့နေရမတိုင်မီ၃ရက်အလိုမှာအဆိုပါဖုန်းနံပါတ်ကိုထပ်မံဆက်သွယ်ရမှာဖြစ်ပြီး ဖုန်းလက်ခံတဲ့မိရထားဝန်ထမ်းကခီးသွောမဲ့သူရဲ့ခီးစဉ်အတိုင်းထိုင်ကုန်နေရာလေးလက်မှုရှိပါကခီးသွောမဲ့သူထံ Fiber ကနေတဆင့်လက်မှတ်ကြားသိငွေပမာဏနဲ့ MNQR code ပေးပို့မှာဖြစ်ကြောင်းခီးသွောမဲ့သူကဘလို့ online payment အမျိုးအစားနဲ့မဆို MNQR နဲ့ငွေပေးချေနိုင်ပြီမိရထားဝန်ထမ်းနဲ့ဆက်သွယ်မှုပြုလုပ်ပြီးတာကနေတနအီအတွင်းငွေပေးပြီးငွေပေးသွင်းပြီးကြောင်းအထောက်အထားကို screenshot ပြုလုပ်ပြီး ဖုန်းလက်ခံနဲ့မြေထားဝန်ထမ်းရဲ့သက်ဆိုင်ရာဖုန်း fiber အမှတ်ကိုပြန်လည်ပေးပို့ရမှာဖြစ်ကြောင်းမြေထားဝန်ထမ်းကငွေပေးသွင်းပြီးကြောင်းအထောက်ထားရရှိပါကခီးသွမ်းမဲ့သူထံစင်းနှလိုက်ပါရမဲ့ခီးစဉ်အတိုင်းတွင်းထိုင်ကုန်နံပါတ်တွေကိုပြန်လည်ပေးပို့မှာဖြစ်ကြောင်းခီးသောမဲ့သူဟာသက်ဆိုင်ရာယထာစီးနေမဲ့ဘူရာကိုယထာမထွက်မီတနအီအလိုကျွတင်လာရောက်ပြီးဘူရာလက်မှတ်ယုံမှာငွေပေးသွင်းပြီးကြောင်းအထောက်ထားပြသပြီးယထာလက်မှတ်ကိုတောင်းခံထုတ်ယူရမှာဖြစ်တယ်လို့သိရပါတယ်